ုံးမင်္ဂလာပါဇွန်လ10ရက်နေ့ကတော့ Ukraine လုံခြုံရေး Agency SBU ကရုရှားနဲ့တကွာလုံးကိုအားအသင့်ပြီးတုံ့လောက်ရှောက်ရှားသွားစေမဲ့ Operation တခုကိုရုရှားနိုင်ငံအတွင်းမှာပြုလုပ်ခဲ့ပါတယ်ဒီ Operation ရဲ့အမည်ကို Ukraine တို့က Spider Web လို့အမည်ပေးပါတယ်ဒီအထူးလို့ဝဲစစ်စင်ရေးကို တနစ်ခွဲကြအရှိန်ယူပြင်ဆင်ခဲ့ပြီးစစ်စင်ရေးကိုတမနာဇာလန်စကီးနဲ့ Ukraine ထောက်လိုင်း SBU အကြီးအကဲနှစ်ယောက်ထဲတာလင်း မြို့နိုင်တိုင်ပင်ပြီးလှုပ်ဆောင်ခဲ့တာပါဒီစစ်စင်ရဲ့ရွေချက်ကတော့ယူကရိန်းမျိုးကြီးတွေကိုကျိန်ဖန်များစွာလာရောက်ဘုံကျဲနေတဲ့ရုရှားလိုရဲ့မိုင်းပေါင်းထောင်ချီပြန်တန်းနိုင်တဲ့မဟာဗျူဟာမြောက်နျူကလ িয়ার ဘုံကျဲလေရင်တွေကိုတိုက်ခိုက်ဖျက်ဆီးဖို့ပါအတိတ်ထလို့ဖို့ကုန်ကျစရိတ်အလွန်များတဲ့ဒီလေရင်မျိုးစားတွေကိုရုရှားတို့ကများများဆဆပိုင်ဆိုင်ထားတာတော့မဟုတ်ပါဘူးအဲဒါကြောင့်ရုရှားတို့ဟာဒီလေရင်တွေကိုယူကရိန်းတို့ရဲ့ drone နဲ့ အနောက်နိုင်ငံတွေကခောက်ပံ့ထားတဲ့ဒုံးကျည်တွေကနေလက်လန်းမမီနိုင်နဲ့ရုရှားနိုင်ငံအတွင်းပိုင်းဆိုင်ဘေးရီးယားနဲ့ရုရှားနိုင်ငံမြောက်ပိုင်းဒေသကအာကာသနဲ့လေကြောင်းဆိုင်ရဲ့အရှိဆိုင်စခန်းတွေမှာလုံခြုံရေးအပြည့်နဲ့ခြားထားတာပါไซเบีย so ยင်ยูเครนနယ်စပ်ကနေကီလိုမီတာ၄000ကျော်မိုင်အားဖြင့်2600ကျော်အဝေးမှာတည်ရှိပါတယ် ဒီနေ့တက်ခိုက်မှုမလုပ်ခင်လုံခဲ့တဲ့မတ်လကတည်းက UAE ဟာကီလိုမီတာ300အကွာဝေးကြီးရောက်နိုင်မဲ့ drone တစ်အစမ်းတစ်မျိုးကိုတီထွင်အောင်မြင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။အဆိုပါ drone ရဲ့အမျိုးအစား၎င်းရဲ့အမည်ကြီးထေမှုမြည်သည့်အရွယ်စားတွေတည်ဆောင်နိုင်ကြောင်းမြည်သည့်အချိန်တွင်အစုလိုက်အပြုံလိုက်ထုတ်လုပ်ပြီးစီးမည်ဖြစ်ကြောင်းအသေးစိတ်အချက်အလက်တွေကိုဖော်ပြထားခြင်းမရှိခဲ့ပါဘူး။ဖေသူကမှလည်းဒီ drone အစ်ရဲ့အစွမ်းထက်မှုကိုကြိုတင်မသိခဲ့ပါဘူး။ ယူကရိန်းအစိုးရဖွဲ့ထဲမှာတော့အသေးစိတ်သိရှိခဲ့ဟန်မရှိခဲ့ပါဘူးဒီနေ့မှာတော့ယူကရိန်းတုံးလူရရက်ဆာတို့ရဲ့အရေးအတွက်အနေငယ်သာရှိတဲ့တန်ကြီးကြီးမဟာပြူဝမြောက်ဘုံကြီးလေရင်တွေကို surprise attack လုပ်လိုက်ပါပြီဒါပေမဲ့အများကထင်ထားသလိုယူကရိန်းတို့မလကကြီးညာထားတဲ့ကီလိုမီတာမောင်းများစွာပြန်တက်နိုင်တဲ့ဒုံးအသစ်ဆန်းတွေမဟုတ်ပဲရိုးရိုးတာမန်တန်ကြီးနဲ့ FVB ဒုံးနေတဲ့တာဖြစ်ပါတယ် တုံးနေရယူကရိန်းထောက်လှမ်ရေးအဖွဲ့ SBU စီစဉ်မှုနဲ့ရုရှားနိုင်ငံထဲမှာပဲဝယ်ယူတင်သွင်းပြီးတိုက်ခိုက်သွားတယ်လို့ကနဦးရုရှားတို့ဘက်ကယူဆထားပါတယ်ယူကရိန်းထောက်လှမ်ရေးအဖွဲ့ SBU ဟာရုရှားနိုင်ငံရှိုရီမင်မြို့လေနဲ့ကီလိုမီတာအနည်းငယ်ဝေးတဲ့ဘူရောင်တစ်ခုကိုတလရုရှားငွေရူဘီ3သိန်းခွဲနဲ့ငှားရမ်းခဲ့ပါတယ်ထို့လို့ရဲ့ဂိုရောင်ထဲမှာအပွေပြီးဒုံးရာပေါင်းများစွာကို တက်ဆင်ပါတယ်တက်ဆပြီးဒုံးတွေကိုတစ်သားပေါက်တွေထဲမှာထည့်ပြီး အပေါ်ကလိုလျောက်ပိတ်နိုင်ဖွင့်နိုင်တဲ့အမိုးဖုံးနဲ့ဖုံးအုပ်ပါတယ်ဖိုးတုံးထည့်ထားတဲ့သစ်သားတစ်တာပေါက်တွေကိုကိုနေနံကားတွေပေါ်တင်ပြီးတော့တစ်မှတ်ထားတိုက်ခိုက်မဲ့အနည်းဆုံး၄စိတ်တိနာကိုမောင်းနှင်သွားကြပါတယ်ဘက်ဆာဆန်တော်ကြီးနေ့ပဲ၁၇နှစ်လောက်မှာတော့ဒီရထားတဲ့ကိုနေနံကားတွေပေါ်ကနေ FPV ဒုံးရာပေါင်းများစွာပြန်တက်လာပြီးသူတို့ရဲ့ပြင့်မှတ်အသီးသီးကိုဝင်ရောက်တိုက်ခိုက်ရှေ့ပုံးကြပါတော့တယ်ယူကရိန်းထော်လွှမ်းရေးတွေဟာတင်းမှတ်တွေကိုတိုက်ခိုက်မဲ့ဒီဒုံးတွေကိုအလိုလျောက်ထိန်းချုပ်မောင်းနှင်ဖို့ ရစားတို့ရဲ့ဆက်သွယ်ရေးကွန်ရက်တွေကိုပဲပြန်သုံးသွားကြတယ်လို့ဆိုပါတယ်။ဖကားဘောကအကွေပြီးဒုံးနေပြန်တက်ပြီးသူတို့ရဲ့ပြင့်မှတ်စီကိုသွားနေတဲ့အချိန်မှာတော့ဖကားလိုလျောက်ပေါက်ကွယ်မှုဖြစ်ပြီးတော့ယူကရိန်းထောက်လှမ်ရေးတွေရဲ့ရှေ့ရဖြောက်ခဲ့ကြပါတယ်။ Tragiu Tragiu ဒီတိုက်ခိုက်မှုမျိုးဟာရစားတို့ကြုံတွေ့ခဲ့ဖူးပြီးမျောလင့်ထားခဲ့တဲ့တိုက်ခိုက်မှုမျိုးတော့မဟုတ်ပါဘူး။ရစားတို့မျောလင့်ထားတာက ယူကရိန်းဒုံးတွေကနေ့စဉ်ရက်စက်ရုရှားတို့ကြုံတွေ့နေရသလိုယူကရိန်းနိုင်ငံတွေကနေမိုင်းမောင်းများစွာပြန်လာပြီးရုရှားလေကြောင်းရန်ကာကွယ်ရေးအထက်တက်ကိုဖျက်ချော်ဟာပြစ်မှတ်ကိုတိုက်ခိုက်မဲ့ဖြည့်ယူဖြစ်စဉ်တိုက်ခိုက်မှုမျိုးကိုသာမျှော်လင့်ထားခဲ့ကြတာပါဒီလိုတိုက်ခိုက်မှုမျိုးနဲ့ဆိုရင်ယူကရိန်းဒုံးတွေဟာရုရှားတို့ရဲ့အာကာသနဲ့လေကြောင်းဆိုင်ရာအစီအစဉ်စကန်တွေနားကိုကတ်လို့မရနိုင်ပါဘူးတစ်ဖက်မှာတာဝဲပစ်ဒုံးတွေနဲ့ရုရှားတို့ကိုအာရုံလွှဲထားပြီးရုရှားလေကြောင်းရန်ကာကွယ်ရေးနဲ့ရေဒါတွေကိုလှည့်စားဖို့အနည်းငယ်ဝင်တိုက်မဲ့ FVB တိုက်ခိုက်ရေးဒရုန်းမျိုးကိုတေးရှားအကွက်ရှာစီစဉ်ထားတာပါ။ယူကရိန်းတို့ရဲ့ဒီတိုက်ခိုက်မှုကြောင့်ရုရှားဟာတမိုင်းမှာအကြီးဆုံးဆုံးရှုံးမှုလို့ဆိုရမယ်။တန်ကြီးအဖြစ်အမေရိကန်ဒေါ်လာ1ဘီလီယံကနေ9ဘီလီယံကြားတန်ကြီးရှိတဲ့လေယာဉ်တွေပျက်စီးဆုံးရှုံးကုန်ပါတယ်။ဆုံးရှုံးမှုတွေထဲမှာရေတွက်နေငယ်တာရှိတဲ့ရုရှားတို့ရဲ့မဟာဗျူဟာမြောက်နျူကလ িয়ার ဘုံးကျဲလေယာဉ် TU-95 နဲ့ TU-22 MNO တန်ကြီးကြီးလေယာဉ်တွေရုရှားတို့ရဲ့စစ်တော့လိုင်းကြီးနဲ့ ကိုကဲတင်းချုပ်ရင်းလေရင် A50 လိုလေရင်တွေအပါအဝင်စုစုပေါင်းအစင်း40ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းတို့ဘက်ကထုတ်ပြန်ပါတယ်ဘက်ရှားသမရပူတင်ကတော့ဒီအကြမ်းဖက်တိုက်ခိုက်မှုကြောင့်ယူကရိန်းနဲ့ငြင်းညက်တဲ့ဖြစ်ရှိမှုမျိုးမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။သူ့အနေနဲ့ထားရှိရမယ့်အနေအယောင်စီးတွေရှိတော့မှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ယူကရိန်းနေနောင်နှရကြလိမ့်မယ်လို့လည်းဆိုပါတယ်။ ယူကရိန်းသမ္မတဇာလန်စကီကတော့သမိုင်းဝင်အောင်ပွဲအဖြစ်အောင်ပွဲခံပြီးဒီတိုက်ခိုက်မှုကိုလှုံ့ဆော်ဖို့အစင်တနစ်ဆော့လာနဲ့ကိုရတီတီပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်ဒီစီစဉ်ယူကိုကိုကဲခဲ့တဲ့ SBU အကြီးအကဲကိုစစ်ပြုမှုတင်ခဲ့ပြီးစစ်ပွဲပြည်စုံဖို့ဒီပြည်နီလာမဆိုတုံးမယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာယူကရိန်းတို့ရဲ့သမိုင်းဝင်အောင်ပွဲဖြစ်တယ်လို့ရုရှားတို့အတွက်အဆက်တကွဲအရေးနှိမ့်မှုလည်းဖြစ်ပါတယ် ရုရှားစစ်လို့ဝေတွေဟာရုရှားစစ်တပ်နဲ့ပရုရှားစစ်တပ်လို့ရဲ့အဖွဲ့ကိုအကြီးကျယ်ပြစ်တင်ဝေဖန်နေကြပါတယ်ဒီတိုက်ခိုက်မှုကြောင့်ရုရှားတို့ဘက်ကမိသူမီးဘုံတုတ်ပြန်လာမလဲဆိုတော့ကိုအားလုံးကစိတ်ဝင်စားနေသလို လာမယ့်ရက်အနေငယ်တူရကီနိုင်ငံမှာလုံးမယ်ငញ្ញန်ကြီးဆွေးနွေးပွဲရလဲအောင်မြင်ပွဲမရှိပါဘူးနာမည်ကြီးရုရှားလိုလားသူလော်ဘီတယောက်ဖြစ်တဲ့ပက်ရူကတော့တချိန်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားယူကရိန်းစစ်ပွဲကိုဆုံးဖြတ်ဖို့မင်းမဘာကမှမရှိဘူးလို့အပြောခံရတဲ့ဇာလန်စကီးဟာ If you don't have the cards but once we sign that deal you're in a much better position